အာမင်္ဂလာပါဆိုတော့ဒီနေ့မှာတော့ကျွန်တော် freelancer လုပ်ချင်တဲ့သူတွေမေးထားတဲ့ဟာကြီးပေါ့နော် freelance ကိုဘယ်လိုမျိုးဘယ်ဟာစပြီးတော့လောက်ရမလဲဘယ်လိုလောက်ရမလဲဆိုတော့ဒီမိန်းကုန်းနဲ့ကျွန်တော်မေးထားရေပေါ့နော်အဲ့တော့ကျွန်တော်အာ freelancer တယောက်ဖြစ်အောင်ဘယ်လိုမျိုးဒီလိုမျိုး step by step လေ့လာလို့သွားလို့ရမလဲဆိုတော့ကျွန်တော်တစ်ချက်ပြောသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ step by step ဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့တစ်ချက်ချင်းကျွန်တော်အစင်တိုင်းကျွန်တော်ပြောသွားမှာပေါ့နော် အရင်ဆုံးကျွန်တော်တို့ freelancer ဆိုတဲ့သဘောတရားကိုကျွန်တော်တို့သိဖို့လိုတယ်ပေါ့နော် freelancer ဆိုတော့ကအမှန်တမ်းပြောရင်ကျွန်တော်တို့က career တစ်ခုတော့မဟုတ်ဘူးပေါ့နော်ဆိုတော့ကျွန်တော်ကအလုပ်တစ်ခုမဟုတ်ဘူးပေါ့နော်သူက a way of working ပေါ့နော်ဆိုတော့ကျွန်တော်ကကျွန်တော်တို့အလုပ်တစ်ခုကိုလုပ်တဲ့ပုံစံ lifestyle တစ်မျိုးပေါ့နော် freelancer ဆိုတဲ့ဘောတရားကကျွန်တော် freelancer အပြင်မှာဒီ full time job ရှိမယ်9 to 5လောက်ရတဲ့အလုပ်မျိုးရှိမယ် freelancer ဆိုတာကတော့ကျွန်တော်တို့ ကိုကြိုက်နေတဲ့အချိန်မှာကိုလှုပ်ရှင်တဲ့အလုပ်ကိုကျွန်တော်လုပ်လို့ရတဲ့အပိုင်းနေပေါ့နော်အဲ့တော့ freelancer ဆိုရင်တပိုရီယာက career မဟုတ်ပါဘူးအဲ့ဒါကြောင့် freelancer ဘယ်လိုလုပ်ရမလဲဘယ်လိုလုပ်ရမလဲလို့မေးတဲ့အခါကျရင်ကျွန်တော်တို့ကအာတစ်ချက်တည်းဖြေဖို့ခက်တယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီ step by step လေးကိုနည်းနည်းလေးကြည့်ထားရင်တော့ပို့ပြီးတော့အဆင်ပြေလိမ့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်စလိုက်မယ်ပေါ့နော်အဲ့တော့ freelancer မလုပ်ခင်ကျွန်တော်တို့က career တစ်ခုကိုကျွန်တော်ရွေးချယ်ဖို့လိုတယ်ပေါ့နော် career တစ်ခုဆိုတာကကိုသွားမဲ့လမ်းကြောင်းပေါ့နော် ကိုသွားမဲ့လမ်းကြောင်းကိုလှုပ်ချင်တဲ့အလုပ်ကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ကအရင်ဆုံးဆုံးဖြတ်ဖို့လိုတယ်အဲ့တော့ကိုဝါသနာပါတဲ့အလုပ်ဒါမှမဟုတ်လေကိုကြိုက်နေတတ်တဲ့အလုပ်ကိုကဘာလို့စိတ်ဝင်စားလဲပေါ့နော်ဒါကြီးကျွန်တော်တို့ကပြင်ပြီးတော့အဲဆုံးဖြတ်ဖို့လိုတယ်အဲ့တော့ career တစ်ခုကိုဘယ်လိုမျိုးရှာဖွေရမလဲကိုလှုပ်ချင်တဲ့ဟာကိုဘယ်လိုမျိုးအဲလောက်ရမလဲဆိုတာကိုကျွန်တော်မသိသေးဘူးဆိုရင်ကျွန်တော်အရင်နှုန်းကတင်ထားတဲ့ဗီဒီယိုကိုပြန်သွားကြည့်လို့ရတယ်အဲ့မှာကျွန်တော်ကိုလှုပ်ချင်တဲ့အလုပ်ကိုစိတ်ဝင်စားတဲ့အရာကိုဘယ်လိုရှာဖွေရမလဲဆိုတော့ကျွန်တော်အသေးစိတ်ပြောထားရပေါ့နော်အဲ့တော့ဒီမှာတော့ကျွန်တော်အဲ့ဒါမှမပြောတော့ဘူးအဲ့တော့ ဒီ carrier ဆိုတဲ့ဘော်ဒီအကကိုကဒီဇိုင်နာဖြစ်ချင်တာလားဗောနော်ဒီဇိုင်နာဦးမကျွန်တော်တို့တကယ် fashion designer ဖြစ်ချင်တာလားဒါမှမဟုတ်လဲ graphic designer ဖြစ်ချင်တာလား animator ဖြစ်ချင်တာလား content writer ဖြစ်ချင်တာလား digital marketer ဖြစ်ချင်တာလားအဲ့တော့ကျွန်တော်တို့စီမှာဒီလိုမျိုးတက်ဆိုင်ရနဲ့ပဲအလိုက်ပေါ့နော်ကျွန်တော်တို့ဒီ carrier တွေရှိရပေါ့နော်အဲ့ဒီ carrier တွေကိုကျွန်တော်တို့ကကိုကနေပြီးတော့တစ်ခုကိုကျွန်တော်ရွေးချယ်ဖို့လိုတယ်အဲ့တော့ designer လုပ်မယ်ဆိုရင် designer လုပ်လို့ရရပေါ့နော်အဲ့ဒီ designer လုပ်မယ်ဆိုရင်ကျွန်တော်တို့က freelancer designer ဖြစ်သွားမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ ဒီ content writer လုပ်မယ်ဆိုရင်လည်းကျွန်တော်တို့ freelancer content writer အဲ freelance content writer ဖြစ်တယ်မှာပေါ့နော်အဲ့တော့ကြောင့်ကျွန်တော်တို့က freelancer ဒီမလုတ်ခင်ကျွန်တော်တို့ကဘာလုပ်အောင်မလဲဆိုရင်ဒီ career တစ်ခုကိုကျွန်တော်တို့လမ်းကြောင်းကိုကျွန်တော်ရွေးချယ်ဖို့လိုတယ်ပြီးတော့အဲ့ဒီလမ်းကြောင်းမှာကျွန်တော်တို့ကဒီဒီပေါ့နော်လုတ်သက်ပေါ့နော်လုတ်သက်ကျွန်တော်လုတ်သက်ဆိုတာကဒီအတွေ့အကြုံလည်းနည်းနည်းပွားရှိထားရင်ပိုကောင်းတယ်နောက်တစ်ခုကကျွန်တော်ဒီ landing လဲပေါ့နော်ဒီလေးလာတဲ့အပိုင်းကိုလည်းကျွန်တော်တို့အဆက်မပြတ်လုတ်ထားဖို့လိုတယ်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ career ကိုပြောတဲ့အခါကျရင်ကျွန်တော်နှစ်ပိုင်းရှိတယ် ်အဓိကအတွေ့အကြုံနဲ့ကျွန်တော်တို့ landing ဘိုင်းပေါ့နော်အဲ့တစ်ခုတော့ကျွန်တော်တို့ကအာကျွန်တော်တို့ဒီဆုံးဖြတ်အာဒေရှာလေးလေ့လာထားဖို့လိုတယ်ပေါ့နော်နောက်တစ်ချက်ကကျွန်တော် workflow ပေါ့နော်ဆိုတော့ workflow ဆိုတာကကျွန်တော်တို့ဒီ career နဲ့ပတ်သက်တဲ့ကျွန်တော်တို့ workflow တွေဘယ်လိုမျိုးရှိတယ်ဆိုတော့ကျွန်တော်တို့သိဖို့လို့အဲ့မှာကိုကဒီ content writer ရွေးထားတယ်ဆိုရင် content writer career path ကိုကျွန်တော်တို့တွားကြတယ်ဆိုရင် content writer တယောက်အနေနဲ့ freelancer content freelance content writer တယောက်အနေနဲ့ပေါ့နော်ဒီ workflow တွေကအလုပ်လုပ်တဲ့ပုံစံတွေကဘယ်လိုရှိလဲဆိုတော့ကျွန်တော်တို့ အသိထားဖို့လိုတယ်အဲ့တော့ connector တယောက်ဆိုရင်ကျွန်တော်ဘာတွေလောက်အောင်မလဲပေါ့နော်သူ့ရဲ့ process တွေအဲသူ့ရဲ့တာဝန်တွေဝတ္တရားတွေကဘာတွေလဲဆိုတော့ကျွန်တော်တို့ကသိထားဖို့လိုရယ်မ client တယောက်ကကျွန်တော်တို့ content နဲ့ပတ်သက်ပြီးလာအပ်ပြီဆိုရင်ကျွန်တော်တို့ဘာတွေလုပ်ပေးရမလဲဆိုတော့ကျွန်တော်တို့သိဖို့လိုတယ်ကျွန်တော်တို့ရဲ့တာဝန်ကျွန်တော်တို့ရဲ့အဲဒီပတ်စံရမယ့်အပိုင်းပေါ့နော်ပတ်စံရမယ့်အပိုင်းကဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ကအာသိဖို့လိုပဲပေါ့အဲ့တော့ကျွန်တော်တို့ career နဲ့ workflow နဲ့ကျွန်တော်တို့ကအဲ့နှစ်ခုကိုတေချာပေါက် တိဘလို့တိဖို့လို့ပဲဗောနော်အဲ့တခုမရှိရုံအဲ့တခုမရှိဘူးဆိုရင်ကျွန်တော်ဘာမှဆက်သွားလို့မရတော့ freelancer လုပ်ဖို့အတွက်ဗောနော်အဲ့တော့ကြောင့် freelancer လုပ်မယ်ဆိုရင်ကျွန်တော် freelance ဆိုတာကကျွန်တော်တို့ကအလုပ်လုပ်တဲ့နီလန်တစ်မျိုးပဲဗောနော်ဥပမာဖြင့်ကျွန်တော်တို့အိမ်မှာထိုင်ပြီးတော့ freelance လုပ်တယ်ဆိုတာကအလုပ်လုပ်တဲ့ပုံစံတစ်မျိုးပဲအဲ့ဒါကိုကျွန်တော်တို့က career နဲ့ပေါင်းစပ်မှကျွန်တော်တို့က freelancer ဆိုရဲသဘောတရားကိုကျွန်တော်တို့ကရမှာဗောနော်အဲ့တော့ကြောင့်ကျွန်တော်တို့ freelancer လုပ်ချင်တယ်ဆိုရင်တော့ ဘယ်ကစမလဲဆိုရင်အဲ့ career ရွေးချယ်ခြင်းကစရမှာပဲပေါ့နော်အဲ့ career ရွေးရွေးချယ်ခြင်းစပြီးသွားရင်သူ့ရဲ့ process တွေဘယ်လိုရှိလဲသူ့ရဲ့ work flow တွေဘယ်လိုရှိလဲဆိုတော့ကျွန်တော်တို့ကအဲ့လေ့လာထားဖို့လိုတယ်ပေါ့နော်ဟိုက translator ဖြစ်ရှင်နေဆိုရင်လေ okay ဘယ် language ရဲ့ translator ဖြစ်ရှင်တာဥပမာ Japan စာ translator ဖြစ်ရှင်တာလားဒါမှမဟုတ်လေတရုတ်စာ translator ဖြစ်ရှင်တာဒါမှမဟုတ်လေကျွန်တော်တို့အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ translator ဖြစ်ရှင်တာဒါမှမဟုတ်ကိုကအင်္ဂလိပ်စာသင်ကျင်တဲ့ tutor ဖြစ်ရှင်တာ lecturer ဖြစ်ရှင်တာအဲ့ဆိုရင်ကျွန်တော်တို့က မအင်္ဂလိပ်စာသင်မယ်ဆိုရင်ကိုကအင်္ဂလိပ်စာကျွမ်းကျင်มาရတော့မှာလीအဲ့အဲ့ဒါ career path တစ်ခုပဲပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ကကိုလှုပ်ချင်တဲ့အလုပ်ကိုကျွန်တော်တို့ကအဲရွေးချယ်ဖို့လိုတယ်ပေါ့နော်နောက်တစ်ခုကဆိုတော့နံပါတ်1အချက်ကဘာလဲဆိုတော့ financial planning ပေါ့နော်ဆိုတော့ financial planning ဆိုရယ်အကာကကျွန်တော်တို့ကတော်တော်များတော့ထည့်ပြီးတော့မပြောဘူးကျွန်တော်ကတော့ထည့်ပြီးတော့ပြောမယ်ပေါ့နော် financial planning ဆိုရယ်သဘောတရားကဘာလဲဆိုရင်ကျွန်တော်တို့ freelancer ဆိုရယ်သဘောတရားကသူကဒီအနေအမြတ်တက်ကြရှိရပေါ့နော်။အမကျွန်တော်တို့သူများအလုပ်လုပ်မယ် full time job လုပ်မယ်ဆိုရင်9 to 5 လှုပ်လှုပ်တာဖြစ်တဲ့အတွက်လာစားတလောက်ဥမာ9သိန်း10သိန်းဆိုပြီးတော့ကျွန်တော်တို့ရတယ်ပေါ့နော် freelancer အလုပ်ကအဲ့လိုမျိုးကျွန်တော်ပုံသေးဝင်ဝင်မရှိဘူးပေါ့နော်တခါကျရင်15သိန်းရရမယ်2သိန်းမရရမယ်3သိန်းမရရမယ်9သိန်းမရရမယ်9သိန်းမရရမယ်ဆိုတော့သူကဒီ up and down ကျွန်တော်သူကအမြဲတမ်းဖြစ်နေ wave like ပေါ့နော်အဲ့လိုဖြစ်နေရများတယ်အဲ့တော့ကျွန်တော်တို့က financial plan လေးလုပ်ထားဖို့လိုတယ်နော်ဟိုဒီရသမျှပတ်စံအကုန်သုံးဖို့လည်းမလိုသလိုကျွန်တော်တို့အဲပို့တဲ့လားတွေကြရင်ကျွန်တော်တို့ကတေချာစုဆောင်ဖို့လိုတယ်ပြီးတော့ရင်ကျွန်တော်တို့မရတဲ့အရင်မရတဲ့လားဆိုရင်အဲ့ဒီမှာပြန်ပြီးဖြည့်သုံးဖို့လိုတယ်နောက်တစ်ခါကျတော့ကျွန်တော် freelancer အလုပ်နဲ့ကျွန်တော် full time job အလုပ်ကအမှန်တမ်းပြောရင်တွဲပြီးတော့သွားလို့ရရယ်ပေါ့နော်တွဲပြီးလုပ်လို့ရတယ် freelancer အလုပ်လုပ်မယ် freelance အလုပ်လုပ်မယ်ဆိုပြီးတော့ကျွန်တော်တို့လက်ရှိလုပ်နေတဲ့အလုပ်ကိုထွက်စရာမလိုဘူးကျွန်တော်ညပတ်တွေမှာကျွန်တော်တို့အချိန်အားတဲ့အချိန်တွေမှာကျွန်တော်လုပ်လို့ရတယ်အပေါ်ဝင်တစ်ခုအနေနဲ့လုပ်လို့ရရယ်ပေါ့အဲ့တော့ကိုက ဒီဇိုင်နာတယောက်ဆိုပါစို့ဒီ graphic designer တယောက်ဆိုရင်ကျွန်တော်တို့နေကင်းဘက်မှာကျွန်တော်တို့9 to 5အလုပ်လုပ်မယ်ပြန်လာမယ်ဆိုရင်ညဘက်တွေမှာသူများအပြင်အထိုင်ဒီဇိုင်းတွေကိုကျွန်တော်တို့ဆွဲတာမျိုးဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးဆိုကျွန်တော်တို့က freelance designer လို့ကျွန်တော်တို့က freelance designer လို့ကျွန်တော်တို့ပြောလို့ရရပေါ့နော်အဲ့တော့ကျွန်တော် financial planning ဆိုပြောတဲ့အခါကျရင်ကျွန်တော်စုဆောင်းငွေလည်းကျွန်တော်ရှိထားတယ်အသင့်တင့်ရှိထားရင်တော့ပိုကောင်းတယ်အနည်းဆုံးကိုယ်သုံးတဲ့အသုံးစရဲ3လစာ6လစာလောက်ကျွန်တော်စုဆောင်းထားရင်တော့ပိုကောင်းတယ်ပြီးတော့မှကျွန်တော်တို့ freelance အလုပ်ကိုချက်ချင်းပြောင်းပေါ့နော် ပြီးတော့မှ ကျွန်တော်တို့အဲရတဲ့ပတ်စံတွေကြရင်ဆိုလဲကျွန်တော်တို့ဆဆချင်းကတော့အရင်ရမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ကြောင့်ကျွန်တော်တို့ကဖြည်းဖြည်းချင်းစုဆောင်းသွားဖို့ကျွန်တော်တို့လိုတယ်ပေါ့နော်ဆိုနောက်တစ်ခုကကျတော့ကျွန်တော်တို့ဗာလဲဆိုတော့ client ပေါ့နော်အဲ့တော့ client ကိုကျွန်တော်တို့ကအဲရှာဖွေရတဲ့အပိုင်းကျွန်တော်တို့လိုလာပြီပေါ့နော်အဲ့တော့ကျွန်တော်တို့သူများအလုပ်လုပ်ပြီဆိုရင်တော့ကျွန်တော်တို့က client နဲ့ရှာစရာမလိုဘူး client ရှာပေးတဲ့အပိုင်းကတက်တက်သူများကြီးလောက်တာပေါ့နော်အဲ့တော့ကျွန်တော်တို့ကကျွန်တော်တို့လုပ်တဲ့တာဝန်ကိုပဲတာဝန်ကြီးအောင်လုပ်ပေးလိုက်ရပြီဒါပေမဲ့ကိုက freelancer တယောက်ဖြစ်လာပြီဆိုရင်တော့ ကိုကိုအလောက်အပ်မဲ့သူကိုကိုကိုတိုင်းရှာဖို့လိုလာပြီပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ကအဲ client ကိုဘယ်လိုရှာမလဲဆိုတော့ကိစ္စကိုလည်းကျွန်တော်ဗီဒီယိုတင်ထားပေးရရှိရဲအဲ့ဒီမှာကျွန်တော်တို့တွားကြည့်လို့ရတယ်အဲ့တော့ client နေကျွန်တော်တို့ရှာဖွေးတဲ့အပိုင်းနေကျွန်တော်တို့လိုလာပြီနောက်တစ်ခါကျတော့ communication အပိုင်းပါနော်ဒါ client ကိုဘယ်လိုမျိုး communicate လုပ်မလဲသူနဲ့အလုပ်လုပ်နေတဲ့ကာလမှာသူနဲ့ဘယ်လို deal လုပ်မလဲ project ကိုမဝင်ခင်မှာကျွန်တော်တို့သူနဲ့ဘယ်လို deal လုပ်မလဲတကယ်လို့ project ဝင်သွားပြီဆိုတော့ကျွန်တော်တို့ဘယ်လို process တွေရှိမလဲပြီးတော့ရင်သူ့ကိုဘယ်လိုမျိုး communication လုပ်မလဲနောက်ဆုံးအဆုံးသက်သူ့ကိုဘယ်လိုမျိုးအာ ဒီကျွန်တော်တို့လုပ်ထားတဲ့အလုပ်တွေဘယ်လို deliver လုပ်မလဲဆိုရယ် communication အဲကိစ္စတွေကျွန်တော်တို့လိုလာရေပေါ့နော်အဲဒါနံပါတ်3အချက်ပေါ့နော်ဆိုတော့နံပါတ်၄အချက်ကတော့ process ပေါ့နော် process ဆိုတာကအဓိကအဖြစ်ကိုကအဖရီးလန်ဆာအလုပ်ပြီးလုပ်ပြီးဆိုရင်ကျွန်တော်တို့ကဒီ contract ဘိုင်းနေကျွန်တော်လိုလာပြီ contract ဘိုင်းနေဆိုတာက client နဲ့ဘယ်လိုမျိုး contract ကျွန်တော်ရှိမလား agreement နေဘယ်လိုမျိုးအလုပ်ထားမလဲဆိုရဲဟာကိုကျွန်တော်တို့စဉ်းစားဖို့လိုတယ်ပေါ့နော် ဆိုတော့အဲ့ဒီအပိုင်းနဲ့ကျွန်တော်မရှိထားလို့ဆိုရင် client နဲ့ကျွန်တော်တို့ကြားမှာနားလည်မှုတွေလည်းနဲ့နောက်တစ်ခါကျအငင်းပွားမှုတွေဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အရင်တော့ဆိုလဲအဲကျွန်တော် freelancer ဆက်လုပ်တော့ဆိုလဲကျွန်တော်တို့ဒီ contract တွေအဲ့လိုမျိုးဒီဒီဒီ terms and condition တွေမရှိတော့ကျွန်တော်တို့ client ကပို့လို့ပေးရမျိုးကြီးကျွန်တော်တို့ အဲပိုလိုခိုင်းတာမျိုးကျွန်တော်တို့ရှိရဲအပတ်စံမရတာမျိုးကျွန်တော်တို့ရှိရဲပေါ့နော်အဲ့တော့ကျွန်တော်တို့ contract တွေကိုကျွန်တော်တို့ကမဖြစ်မနေကျွန်တော်တို့လုပ်ထားဖို့လိုတယ်နောက်တစ်ခါ payment system တွေပေါ့နော်အဲ payment ကိုကျွန်တော်တို့ကအကုန်လက်ခံမလား half 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 လက်ခံမလားတဝက်တဝက်လက်ခံမလားဒါမှမဟုတ်လေ80 20လက်ခံမလားစသဖြင့်ပေါ့နော်ကျွန်တော်တို့ payment တွေကိုကျွန်တော်ဘယ်လိုလက်ခံမလဲဘယ်လိုမျိုးအာ banking system တွေဘယ်လိုလက်ခံမလဲဆိုရဲကျွန်တော်တို့ system တစ်ခုပေါ့နော် client တယောက်ကျွန်တော်တို့ဝင်လာပြီဆိုရင်သူ့ကိုဘာကြီးလုပ်ပေးရမလဲဆိုရဲ system တစ်ခုကျွန်တော်တိဆောက်ထားဖို့လိုတယ် အဲကျွန်တော်တို့အဲကျွန်တော်ဆိုရင်တော့ system တစ်ခုဘယ်လိုတိစောက်ထားလဲဆိုရင်မ client နဲ့ကျွန်တော် deal လုပ်တယ်ဆိုရင် client နဲ့ communication လုပ်တယ်ဆိုရင် client ကကျွန်တော်တို့ app မယ်လို့ decision ချပြီးသွားပြီဆိုရင်ကျွန်တော်တို့ဘာလုပ်ပေးလဲဆိုရင် contract ပို့ပေးတယ်နောက်တစ်ခုကကျွန်တော်ဒီ information ကျွန်တော်တို့ဘက်ကလိုအပ်တဲ့ information ကိုကျွန်တော်တို့ form တစ်ခုလုပ်ထားတယ်အဲ့ဒီ form နဲ့ကျွန်တော်တို့ဖြည့်ဟိုပေါ့နော်ဖြည့်လို့ရအောင်ကျွန်တော်တို့ပို့ပေးတယ် အပြီးတော့ရင် discussion မှာကျွန်တော်တို့ဒီ strategy file နဲ့ကျွန်တော်ပို့ပေးတယ်အနောက်တစ်ခါကျတော့ကျွန်တော်တို့ဒီ invoice တွေကျွန်တော်တေချာလေးပို့ပေးရပါတော့အဲ့တော့ process ကအဲ့လိုမျိုးပြောချင်တာပါအဓိကကတော့ client တယောက်ကျွန်တော်တို့စီကိုအလုပ်လာအပ်ပြီဆိုရင်သူ့ကိုကျွန်တော်တို့ဘယ်လိုမျိုး step by step လုပ်ပေးရမလဲဆိုရဲဒီ process system တစ်ခုကိုကျွန်တော်တို့အာတိစောက်ထားဖို့လိုတယ်ပေါ့နော်နောက်တစ်ခါကျတော့ကျွန်တော်တို့နံပါတ်ကျွန်တော်တို့ ငါးအချက်ပေါ့နော်ငါးချက်ကတော့ကျွန်တော်တို့ဒီ betting portfolio trust branding ပေါ့နော်အဓိကက portfolio လို့ပြောတဲ့အခါကျရင် portfolio ကအကြောင်းလေကျွန်တော်အရင်တော့ဗီဒီယိုမှာတင်ထားပြရမျိုးရှိတယ် portfolio ဘယ်လိုတည်ဆောက်မလဲဆိုတော့ကျွန်တော်တင်ထားပြရရှိတယ်အဲ့တော့ portfolio တည်ဆောက်ထားဖို့လိုရယ်ကို portfolio ဆိုတဲ့သဘောတရားကဘယ်လိုမျိုးလဲဆိုတော့ကိုလုတ်ခဲ့တဲ့အလုပ်ကဘာတွေလဲဆိုတာကိုကျွန်တော်တို့က client ကိုဖော်ပြတဲ့အပိုင်းပေါ့နော်အဲအဲ့ဒါကိုကျွန်တော် website နဲ့လည်းဖော်ပြလို့ရတယ်ဒါကျွန်တော်မလည်း powerpoint နဲ့လည်းဖော်ပြလို့ရတယ်ဒါမှမဟုတ်လည်းကျွန်တော် design တစ်ခုနဲ့လည်းဖော်ပြလို့ရတယ်အဲ့တော့ portfolio ကျွန်တော်တို့ပြင်ဆင်ထားဖို့လိုတယ်နောက်တစ်ခုက trust ပေါ့နော်အဲ့တော့ freelance အလုပ်ဆိုတာကကျွန်တော်တို့က trust တစ်ခုကအရင်အရေးကြီးတယ်နောက်တစ်ခုက personal branding လည်းအရင်အရေးကြီးတယ်ပေါ့နော်အဲ့တော့ကိုယ်ကိုအလုပ်လာအပ်ပြီဆိုရင်အနည်းဆုံးကိုယ်နဲ့အဆင်မပြေသည့်တိုင်အောင်မှပေါ့နော် ဒီ client တယောက်ကကိုယ်နဲ့အဆင်မပြေသည့်တိုင်အောင်မှကိုယ့်ဘက်ကတာဝန်ကျင်ရမယ့်အလုပ်တွေကိုကျွန်တော်တို့ပြီးပြအောင်လုပ်ပေးလိုက်ဖို့လိုတယ်တကယ်လို့များအကြောင်းမျိုးမျိုးကြောင့်ပေါ့နော် client က sorry ဒီ project က terminate ဖြစ်သွားတယ်ဆိုရင်တော့မှကျွန်တော်တို့ဒီအပီးသက်ပေါ့နော်ဟို fan fairness ဖြစ်အောင်ကျွန်တော်တို့သူ့ဘက်ကိုယ့်ဘက်တေချာလေးကြည့်ပြီးရောသူ့ဘက်ကိုယ်ပဲ အဲသူ့ဘက်ကိုလည်းအဆင်ပြေအောင်ကိုယ်လည်းအဆင်ပြေအောင်စသဖြင့်ဈာမှာကျွန်တော်တို့ fairness ဖြစ်ဖြစ်နေကျွန်တော်တို့ဒီ project ကို terminate လုပ်ပေးလိုက်မယ်ဆိုရင်လည်းကျွန်တော်တို့ကအဆင်ပြေတယ်အဲ့တော့ဒီနေရာမှာအဲ့ဒါဆိုရင်အဓိကကတော့ဒီငွေကြေးနဲ့ပတ်သက်တဲ့ဒီကိစ္စပိုင်းတွေနောက်တစ်ခုအလုံးနဲ့ပတ်သက်တဲ့ကိစ္စပိုင်းတွေကိုယ်ကုန်သိခါကိုထိခိုက်စေမယ့်ဟာမျိုးတွေကိုဖြစ်နိုင်မယ်ဆိုရင်တနင်္သာရောက်မလုတ်ဖို့လိုရဲပေါ့နော်ဘာလို့ဆိုတော့ဒီသတင်းတွေကကျွန်တော်နောက်ပိုင်းပေါက်ကြလာတဲ့အခါကျရင်ကိုယ့်အတွက်လည်းအဆင်မပြေဘူးပေါ့နော်အဲ့တော့နောက်ထပ် client တွေရတဲ့အခါကျရင်လည်းကိုကအဲလူသေးတွေရောက်ဖြစ်သွားမှာပေါ့နော်အဲ့တော့ကျွန်တော်တို့ trust branding portfolio ကိုတိစောက်ထားဖို့လိုရယ်နောက်ဆုံးအချက်ကတော့ကျွန်တော်တို့ business အကြောင်းနည်းနည်းပါးပါးသိထားဖို့လိုအဲ့တော့ကျွန်တော်တို့ရှေ့မှာပြောခဲ့တယ်ဗောနော် career တခုကျွန်တော်တို့ကျွန်တော်တို့လမ်းကြောင်းလျှောက်ထားမယ်လို့ပြောတယ်ဗောနော်ဥပမာကိုက designer ဆိုပါစို့တကယ်လို့ designer တယောက်ဆိုရင် graphic designer တယောက်ဆိုရင်ကျွန်တော်တို့ full time job လုပ်မယ်ဆိုရင် business အကြောင်းအရင်မသိတယ်ရတယ်ဗောနော်အရင်မသိတယ်ရတယ်ကိုလုံးနေတဲ့အလုပ်အကြောင်းကိုပဲသိထားရတယ်ဒါပေမဲ့ကိုက freelancer လုပ်ပြီးဆိုရင်တော့ freelance designer လုပ်ပြီးဆိုရင်တော့ကျွန်တော်တို့ကမဖြစ်မနေ ကိုကတယောက်တည်းဖြစ်တာဖြစ်တဲ့အတွက်ကိုကတယောက်တည်းလောက်တာဖြစ်တဲ့အတွက်ကျွန်တော်တို့အာကိုယ့်ရဲ့ business နဲ့ပတ်သက်တဲ့ဟာလေးတွေကိုကျွန်တော်တို့သိထားဖို့လိုပဲ။အဲမှာ finance နဲ့ပတ်သက်တဲ့ဟာပေါ့နော်။ business မှာဆိုရင် finance, marketing, operation, HR ပေါ့နော်။အဲ့လိုမျိုးဟာရကျွန်တော်အများကြီးရှိရ function တွေအများကြီးရှိတယ်။အဲတည်းမှာကျွန်တော် finance အကြောင်းသိဖို့လိုတယ်။ finance အကြောင်းဆိုရင်ကျွန်တော်တို့အနည်းဆုံးတော့ဝင်ငွေထွက်ငွေဘယ်လိုရှိလဲ။ operation side ကဘယ်လိုမျိုးလဲ။ကျွန်တော်တို့ကျွန်တော်တို့ရဲ့ profit ကဘယ်လောက်လဲ။ ျွန်တော်ရဲ့အသုံးစေးကဘလောက်လဲဆိုတော့ကျွန်တော်ကဘလိုမျိုးလုပ်မှကျွန်တော်တို့အဲဟိုတလတာအတွက်အဆင်ပြေဒီဇိုင်းဘယ်နှခုရမှအဆင်ပြေမှာလဲဒီဇိုင်နာတယောက်အတွက်ဆိုရင်ပေါ့နော်အဲ့တော့ finance နဲ့ပတ်သက်တဲ့အအခြေခံအချက်လေးတွေသိဖို့လိုတယ်အဲပြီးတော့ operation ပေါ့ operation ဆိုလဲကျွန်တော်တို့ကဘယ်သူနဲ့ဘယ်သူနဲ့ communication လုပ်မလဲအဲ freelancer လို့ပြောလိုက်တော်တော်များကတယောက်တည်းလောက်ရလို့ထင်တာအမှန်တကယ်တော့မဟုတ်ဘူးပေါ့နော်အတိုင်းတစ်ခုထိကျွန်တော် communication လုပ်ပြီးတော့ကျွန်တော်တို့လောက်ရတာမျိုးရှိရယ် client နဲ့ communication လုပ်မယ်ဒါမှမဟုတ်ကိုယ်နဲ့ ဟိုကိုမလုံးနိုင်တဲ့ဟာကိုတခြားသူအပ်ထားတဲ့အမျိုးရှိရယ်ဆိုရင်ကျွန်တော်တို့ကအဲ့ဒါ operation နဲ့မှာပါတယ်ပေါ့နော်အဲ့တော့ operation ကျွန်တော်တို့ဘယ်လိုမျိုးတောင်းတဲ့တောင်ချိတ်ဆက်ပြီးတော့လုပ်မလဲဆိုတဲ့အပိုင်းနဲ့ကျွန်တော်တို့သိထားဖို့လိုတယ်နောက်တစ်ခုက marketing ပေါ့နော်အဲ့တော့ designer တယောက်ဖြစ်ပြီးဆိုရင်ခုနက client ရှာတဲ့အပိုင်းမှာဆိုရင် marketing တွေပါလာပြီးကိုကိုအလုပ်အလောင်းဘယ်လိုလုပ်မလဲကိုကိုလူစိတ်ဝင်စားအောင်ဘယ်လိုလုပ်မလဲဆိုရင်ဒီ marketing နဲ့ပတ်သက်တဲ့အာဒီအခြေခံအချက်လေးတွေပါလာပြီးနောက်တစ်ခုက HR ဆိုတာကခုနကအာပြောလို့ပေါ့နော်ကျွန်တော်တို့ဘယ်သူနဲ့ကျွန်တော်ကတွဲပြီးလောက်အောင်မလဲသူနဲ့ဘယ်လိုမျိုးကျွန်တော်တို့ အဆင်ပြေအောင်ပေါင်းသင်းဆက်ဆံရမလဲဆိုရင်ကျွန်တော်တို့ HR ဘိုင်းနဲ့ကျွန်တော်တို့ပါနာရောဘိုင်းကြာရင်ကျွန်တော်တို့ freelancer ကတင်းတစ်ခုနေနဲ့ဖြစ်လာမယ်ဆိုရင်ကျွန်တော်တို့ကကိုယ့်အောက်ကလူတွေကိုဘယ်လိုမျိုးခန့်ခွဲစီမံခန့်ခွဲမလဲဆိုတဲ့ HR ဘိုင်းတွေမှာကျွန်တော်တို့ပါလာပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ပြန်ပြောရမယ်ဆိုရင်ကျွန်တော်တို့က freelance freelancer freelance လောက်တစ်ခုလောက်တော့မယ်ဆိုရင်ကျွန်တော်တို့ကဟိုအလွယ်တကူစလို့မရဘူးပေါ့နော်အလွယ်တကူစလို့မရဘူးအဓိကကဘာလဲဆိုရင်ကျွန်တော်တို့ freelancer ဆိုတဲ့သဘောတရားကကျွန်တော်တို့အလုပ်လုပ်တဲ့ lifestyle တစ်မျိုးတာဖြစ်တယ်ပေါ့နော် ူ့ရဲ့ career မဟုတ်ဘူးမြ freelancer ဆိုတာ career အဲ့ဒါတခုကိုကျွန်တော်အမြဲတမ်းမှတ်ထားဖို့လိုတယ် career တခုမဟုတ်ဘူးသူကအလုံးလုံးတဲ့ပုံစံတစ်မျိုးသာဖြစ်တယ်ပေါ့နော်အဲ့တော့ကိုက career တခုကိုမဖြစ်မနေရွေးချယ်ဖို့လိုတယ်နော်သူရဲ့ workflow တွေတည်ဖို့လိုတယ် financial planning ကျွန်တော်တို့ရှိထားဖို့လိုတယ်ပြီး client ကဘယ်လိုရှာအောင်လဲသူတို့ဘယ်လို communicate လုပ်အောင်လဲဆိုတော့တည်ဖို့လိုတယ် ပြီး process တွေကျွန်တော်တို့ဒီ system တွေကြီးစောက်ထားဖို့လိုတယ်နောက်တစ်ခုကကျတော့ဒီ portfolio trust တွေ branding တွေကျွန်တော်တို့ကြီးစောက်ထားဖို့လိုတယ်နောက်တစ်ခုကကျတော့ business နဲ့ပတ်သက်တဲ့အခြေခံအချက်လေးတွေနဲ့ပါသိထားဖို့လိုတယ်ပေါ့နော်ကျွန်တော်ဒီအချက်တွေကတော့ကျွန်တော် freelancer ကိုကျွန်တော်မေးထားတဲ့ဘဲကားစအောင်မယ်ဘယ်လိုလုပ်ရမလဲဆိုတဲ့အချက်တွေကိုကျွန်တော်ပြောသွားဖြစ်ပါတယ်တကယ်လို့များမေးစရာများတစ်ခုရှိသေးရဲ့ဆိုရင်ကျွန်တော်အောက်မှာတစ်ချက်မေးခဲ့ပြလို့ရပါတယ်ကျေးဇူးတင်ပါတယ်